တနင်္ဂနွေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ရက်နေ့20ရက်နေ့တွင်ကာလဟာထူးခြားသောပြောင်းလဲတွေဆက်တိုက်ဖြစ်တည်နေတယ်ရည်မှန်းချက်တွေရည်ရွယ်ချက်တွေတစားစားပြောင်းလဲဖြစ်တည်မယ်ဒီကာလတွေမှာတနင်္ဂနွေကျုံမိသားရာသီကိုစတင်ဝင်လာပြီးတော့ ရာသီကွင်းတစ်ခုထဲမှာတနင်္ဂနွေရောက်တဲ့ကာလတနင်္ဂနွေရဲ့စွမ်းသက်တွေအမတန်ကြီးမားတဲ့အချိန်ကာလကိုဖြတ်သန်းနေတဲ့အချိန်နဲ့ကံကြမ္မာလှည့်ပြောင်းနေရထူးခြားစွာရှိလိမ့်မယ်။ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ခရီးကိစ္စပြောင်းလဲကိစ္စတွေအဆင်ပြေမယ်။သူတစ်ပါးနဲ့ကိုယ်နဲ့ကြာအယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့စန္ဒရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖော်ရန်အတွက်အထူးကောင်းတဲ့နေတာ အောင်မြင်တဲ့အချိန်တွေကိုရမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့ထိုးလောက်ခံခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ကိုရရှိမှာဖြစ်ပါတယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလိုက်ယူနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းပြပြပါတယ်။ င်15ရက်နေ့မှာရပိုင်ခွင့်ပြန်ရမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်16ရက်နေ့ထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့ပွင့်ပေါ်တဲ့နေ့တစ်ခုဖြစ်တယ်16ရက်နေ့ကမဟာဒကြံအတက်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့မနေ့စနေ42မိနစ်20စက္ကန့်ချိန်မှာမဟာဒကြံတက်ပါတယ် 18ရက်နေ့မြန်မာနစ်ဆန်းတရနေ့ကိုရောက်ရှိတယ်။မြန်မာနစ်ဆန်းတရနေ့မှာအရာရာကောင်းသောကုသိုလ်ကောင်းမှုတွေကိုပြုရဲထူးခြားတဲ့ကံကောင်းခြင်းရဲ့နှစ်သာရကိုရမယ်။အဲဒီနေ့မှာမဟာယဇ်ကျမ်းနဲ့သွားပြီးတော့တိုက်ဆိုင်နေတယ်။လာမယ့်နေ့ကမဟာယဇ်ကျမ်းနဲ့နစ်ဆန်းတရနေ့သွားတိုက်တော့အဲ့ဒီနေ့မှာအရှိတော်ရကုန်ဒီသွားစံနေရှိတတ်တော်သတိထားရမယ်။ အပျော်လွန်ခြင်းတွေမရှိစေရညနေ3နိုင်နဲ့4နိုင်ခွဲကြာအနည်းရှိနေတယ်။ဆက်ရှိရနေရတော့ငွေကြေးကလုပ်ငန်းကဘဝကနေအတွက် ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်။ဒါပေမဲ့အဲ့ဒီမှာငါကပေါ်ရနေတိုက်တော့မတော်တဆအနည်းကိုလည်းသတိရှိရမှာပဲပေါ့။အထူးသဖြင့်တောင်ရက်ကိုထိသွားစေအနည်းရှိတတ်တယ်။ နေ့7နိုင်ကနေ့7နိုင်ခွဲအတွင်းအသွာလန်နေထိုင်ကျူဆိုင်ရမယ်19ရက်နေ့မှာတော့ကောင်းသောကံဖြစ်ထွန်းမှုတွေရောက်လာမယ်20ရက်နေ့မှာလူမျိုးခွဲလူမျိုးကြချိုးပေးတယ်21ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတွေနဲ့ရရဆင်ပြေသောတွတ်တဲ့သောခြေနေကောင်းတွေကိုရရှိမယ်ဒီကာလအတော်တွေမှာ တနည်းကနေနေ့တောက်ချာနေ့ စနေနေ့မွေးသူတွေကောင်းတယ်ကိုကျိုးပေးလိမ့်မယ်တနေ့လာနေ့ဂျာသာပရင်းနေ့မွေးသူတွေနဲ့ပူပေါင်းတာကနေစိတ်နှောင့်ရှက်တွေဖြစ်တတ်တယ်နံပါတ်2ခုကိုကနန်းတွေအကျိုးပေးတယ်အဖြူရောင်စင်းရောင်မီးခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲရမှာ ဖြစ်ပါလေနေစံတည်းနေ့မှာကုသိုလ်ကောင်းမှုကို ပြုပါ အနည်းပါးသို့ရွှင်ရင်အေး တိုက်ကျွေးခြင်းလူဒန်းခြင်းပြုပါ ထူကြတဲ့ကံလေးတွေပေါ်ထွက်လာပါသေးမယ်ကျေးဇူးတင်ပါတယ်